အားလုံးမင်္ဂလာပါ Marsh Academy Channel နဲ့ပြည်သက်အားလုံးကြိုဆိုပါရစေ။ကျွန်တော်တို့ Marsh Academy Channel အဆိုရင် MMA လောကရဲ့နောက်ဆုံးရသတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်သွပြုဖိုင်တာတွေထူးခြားတဲ့အကြောင်းအရာကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါ။ဒါကြောင့်မလို့ Marsh Local Channel သတင်းညီကိုရီအနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြတ်တမ်းခံကြပါရစေခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့လာမယ့်နောက်လမှာထိုးတက်မယ့်ကျွန်တော်တို့မြန်မာကုန်ဆောင်ကရင်လဝိမေဖရိုနီကာရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ဖရိုနီကာနဲ့ ထိုအမပြိုင်မဲ့အနစ်ဆမဆိုင်ပွဲချမ်းလေးတပွဲကိုကျွန်တော်တို့တူတူသုံးသပ်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကတော့အနစ်ဆမဆိုင်ထိုးသက်ခဲ့တဲ့ပွဲပေါ့နော်။ကြာကက်ဘောက်စင်ပွဲပဲ။ပြိုင်မဲ့ပွဲစားတယ်နဲ့ဖီးယားဘေးဘီထိုးတယ်ဗျ။သူရဲ့ right hand နဲ့ left hand ရဲ့လေတော်တော်လေးအပါဝါပါတယ်ဗျအမျိုးသမီးပြင်မဲ့အဲ့ဒီခြေကန်ချက်တွေလည်းကောင်းတယ်ပွဲလုံးတွေလည်းတော်တော်ကောင်းတယ်မာကုံလည်းမြင့်တဲ့ fighter လို့ပြောလို့ရတယ်အခုဆို clinch တွေလုံနေတယ် ဟော့စပင်ဘက်ကလန်းခိုင်နေပြကလင်းစလုံးလို့မရဘူးဆိုတော့တိုင်ရပြောနေကစ်ဘောက်စင်ပွင့်လို့ကလင်းစတောက်ခွင့်ပိတ်ထားပါလေဗျလန်းဆမ်မဆန်လိုကစ်လေးကန်နေ Oh right love oh love ထိတယ်ဗျာမှောက်သွားပြီလုံးဝပြန်မရနိုင်လောက်တဲ့ ठी ကိုချမ်းနေဗျဟိုကြည့်ပါဦးဗျတော်တော်ကြီးထိသွားတဲ့ပုံပဲဗျ ပြန်ဘက်ကတော်လေးကိုခံလိုက်ရတဲ့ပုံပေါက်တယ်။ဆက်တော့ကျွန်တော်ပြန်ကြည့်အောင်။အိုးအဲ့ဒီ left foot လုံးဝမှောက်သွားပြ။အမျိုးသမီးတွေမှာတော်တော် power ညားတဲ့ fighter လို့ပြောလို့ရတယ်။တကယ်ကျန်းတဲ့ fighter ဗျာ။ဒါကြောင့်မလို့ပွဲရတော့တော်တော်လေးမြိုင်မယ်လို့ကျွန်တော်ထင်တယ် front နဲ့ပွဲဆိုရင်တော့လေတကယ်ကောင်းတဲ့ပွဲကျန်တဲ့ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ veronica နဲ့တွေ့မယ်ပြိုင်မယ်ချင်းအခြေအနေပေါ့နော်။ ပြည်သက်တွေအားလုံးလည်းချိတာနဲ့ဒီဖိုင်တာဘယ်လောက်ကျန်လဲဆိုတာသိပါတယ်ဝမ်ချမ်ပီယံရှစ်အမဂန်ပြည်သက်တွေဆိုပိုလို့တော့သိပါအောင်မယ်အနစ်ဆာမဆန်းဆိုတာပေါ်သေးသေးဖိုင်တာလည်းမဟုတ်လို့လုံးဝခေတဲ့ဖိုင်တာလည်းမဟုတ်ဘူးကျွန်တော်အားလုံးလုံးဝ short track လို့မရတဲ့ဖိုင်တာလို့ကျွန်တော်ကတော့မြင်နေဆန်းဆောင်တွေကလည်းတအားကောင်းနေအသက်ကတော့38နှစ်ရှိနေပြီဝိုင်းဖိုင်တာကြီးတယောက်ပဲဒါပေမဲ့သူ့ရဲ့ပညာတွေတပါးတွေကအများကြီးရှိပါသေးတယ်ဖရိုနီကာလွယ်လွယ်နဲ့တော့99လောက်တည်းပြိုင်မှာမဟုတ်ဘူးဒါပေမဲ့ဖရိုနီကာကလည်း ပါဝါရှယ်ကောင်းတဲ့ဖိုင်တာတကယ်ကိုချမ်းမီရမ်းမေးထိုးနိုင်တဲ့မြန်မာကိုစားပြုအမျိုးသမီးဖိုင်တာဒါကြောင့်မလို့ပွဲတော့တော်တော်ချမ်းလိုက်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒီပွဲမှာဆိုလေကြည်လိုက်အနေစာမဆန်ကတော်တော်လေးကိုဆွမ်းဆောင်ရအပြင်ကောင်းတယ်ကျွန်တော်ရဲ့ဖရိုနီကာလည်းထိုင်းဖိုင်ကလည်းတော်တော်လေးလုံပြထားတယ်ဝမ်ချမ်ပီယံရှစ်မှာလည်းနောက်ဆုံးထိုးသက်ခဲ့ဂျူနီယာဖိုက်တာစ်နဲ့ပွဲမှာဆိုလူရီယာချီခီယိုနဲ့နိုင်ထားတယ်ဒါကြောင့်မလို့ဖိုက်တာနေရာလုံးကတော့ဆန်းဆောင်ရတဲ့တော်တော်ကောင်းတဲ့ဖိုက်တာတွေ နေပယ်တစ်ခုမှလည်းတော်တော်ကျွမ်းကျင်တဲ့ fighter တွေပြီးတော့ဒီပွဲကတော့အနဆာမဆန်ကျွမ်းကျင်တဲ့ kickboxer နေပယ်ကနေထိုးရမယ်ပွဲဘလို့မဖြစ်ပါ Fronica Light Thuri နဲ့လည်းထိုးဖို့တယ်ဒါကြောင့်မလို့ဒီပွဲကတော့အရင်ကြီးတော့ဟိုဖြစ်နေမှာမတင်ဘူးပြီးတော့ဗျာဒီပွဲမှာ clinch လုပ်လို့မရဘူး kickboxer ပွဲဆိုတော့ clinch လုပ်လို့မရတာ Fronica တွက်ကကောင်းတယ်ဘာကြောင့်လဲဆိုတော့ Fronica အဲ့ clinch လုပ်တဲ့အပိုင်းမှာနည်းနည်းလေးအားနည်းချက်တွေရှိတယ်ပထမပွမ်းချမ်းမင်းချမ်းမှာဆက်သွားရင်ထိုးတဲ့ပွဲတုန်းကဆိုရင်အဲ့ဒီမှာသွေးပြိုင်မဲ့ဖြစ်တဲ့ Francisca Vera က ဗရိုနီကာကိုဗျာကလင်းစ်တွေတအားလုတာအဲ့ဒီကလင်းစ်တွေကို ထိပြီးဗရိုနီကာကတက်လုံနေချပြီးတော့အဲ့ဒီမှာအမှတ်ရော့သွားပြီးတော့မှဒိုင်ဆုံးပြနဲ့ရှုံးသွားတာဗျာဗရော့က clinch ပိုင်းမှာတော့နည်းနည်းလေးအားနည်းတယ်လို့ကျွန်တော်ကတော့မြင်တယ်။ဒါပေမဲ့ Bronica ရဲ့ power လက်သီးတွေကလည်းတကယ်ကြောက်စရာကြီး power နဲ့တော်တော်ပြင်းတဲ့ fighter လက်သီးပိုင်းမှာနဲ့ခြေထောက်ပိုင်းမှာတော့ flow ကိုလုံးဝရှုံလို့ရတယ်။ဒါကြောင့်မလို့ဒီပွဲ kickboxing ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးတော့စိုးရင်ကြတော့လုံးမမတင်ဘူး။ဒါပေမဲ့တခုကွာခြားသွားနိုင်တာကတော့တဘာအဖြစ်ကွာသွားနိုင်တယ်။တဘာကတော့အနေစာမဆန်းပိုရှိတယ်။အနေစာမဆန်ကပြီးတော့နောက်ဆုံး1 championship မှာထိုးခဲ့တဲ့ပွဲမှာဆိုလေဂျပန်ကနံပါတ် kick boxing fighter ကနာအဲ့ဒီအဲ့ဒီ fighter ကိုတော့မထိုင်ဆုံးပြတဲ့အနိုင်ယူထားတဲ့ fighter ဗျာရှင်းပြောရင်တော့လုံးဝ short တွက်လို့မရဘူးတကယ်ကိုစွမ်းဆောင်ရင်အပြင်မြင်မာတဲ့ fighter တကယ်ကိုကျန်တဲ့ fighter လို့ကျွန်တော်ကတော့မြင်နေဘာပဲဖြစ်ဖြစ်ပါကျွန်တော်တို့တူတူအားပေးကြမယ် Veronica ကလည်းအခုချိန်မှာသူတော်တော်လေးကိုလေ့ကျင့်ပြင်ဆင်နေတယ်ဒါကြောင့်မလို့စွမ်းဆောင်ရင်ကောင်းနေရမယ်လို့တော့ကျွန်တော်ကတော့မြင်နေပွဲရတော့နောက်ထပ်တစ်လလောက်လိုသေးတယ်ဘာပဲဖြစ်ဖြစ် Veronica အကောင်းဆုံးပုံစံနဲ့ထိုးတက်နိုင်မယ်လို့ ရှုံးနေဒီပွဲမှာသာဘရော့ကနိုင်သွားရင်ဖရိုနီကဝမ်ချမ်ပီယံရှစ်ကတိကျကောင်းတဲ့အခွင့်အရေးတွေပေးနိုင်တယ် maybe ချန်ပီယံစင်ခေါ်ခွင့်တော့ရာကောင်းရာသွားနိုင်တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဒါမဲ့ဖရိုနီကာကလည်းအများကြီးတော့စူးစမ်းဖို့လိုတယ်ဒီပွဲမှာတော့လုံးဝသူ့အနေနဲ့ပေါ်ဆလို့မရဘူးအမှားလုပ်လို့မရဘူးအမှားတစ်ချက် လုံးမိတာနဲ့ဒီပွဲကသူလဲခံလိုက်ရနိုင်တယ်တဖက်ပြိုင်မဲ့ဖိုင်တယ်ဖြစ်တဲ့အနေဆာမဆန်ကလည်း ဖရိုနီကာကိုသူ့လက်စဘာမရှိပါဘူးပညာမကောင်းပါဘူးဆိုပြီး short တွက်ပြီးတော့ပြင်ဆင်လာမယ်ဆိုရင်တော့အနေဆာမဆန်လည်းမှောက်သွားနိုင်မယ်။ဘာကြောင့်လဲဆိုတော့ဖရိုနီကာကလည်းပေါ်သေးသေးအမျိုးသမီးဖိုင်တာမဟုတ်ဘူး။စွမ်းဆောင်ရင်အပြစ်တအားမြင်မာတဲ့ဖိုင်တာ။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သက်တွေအားလုံးထူးထူးအားပေးကြမယ်။ဘလို့ပဲဖြစ်ဖြစ်ပါဒီပေါ်မှာလည်းဖရိုနီကာအကောင်းဆုံးလုပ်နိုင်မယ်လို့ကျွန်တော်ကတော့ယုံပါတယ်။ ဖရနီဂါရဲ့ပကတော့လာမယ့်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပမယ့်1 final 37ပြိုင်ပွဲပါဝင်လာမယ်ဆိုပြီးတော့1 championship ကတည်ဝင်ထုတ်ပြန်ထားတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးတူတူစောင့်ကြည့်ကြမယ်။ဖရနီဂါအတွက်ဒီဘောကတော်တော်လေးကိုအရေးကြီးတယ်။ဒီပွဲမှာသာအကောင်းဆုံးပုံစံနဲ့နိုင်မွေးယူပြလိုက်နိုင်ရင်တော့ပုံမကောင်းမွန်တဲ့အခွင့်အရေးတွေနဲ့ဖရနီဂါရဲ့1 championship ခရီးလမ်းကပိုပြီးဖြောင်ပြူးမယ်လို့ကျွန်တော်ကတော့မြင်နေ။ဒါပဲဖြစ်ဖြစ်ပါစောင့်ကြည့်ကြမယ်။1 championship ကလည်း ဖရိုနီကာကိုပုံရင်တစ်ခုကိုကောင်းကောင်းတိဆောက်ခိုင်းနေတယ်တဖြည်းဖြည်းနဲ့သူတို့ကလည်းစင်တယ်အွန်လိုင်းဆန်ခဲအလွန်မှာတောက်ပနိုင်ဆုံးဝမ်ချမ်ပီယံရှစ်ကမြန်မာဖိုင်တာဆိုရင်လည်းဖရိုနီကာလိုပဲအများစုကခံမှန်းထားကြတယ်ဒါကြောင့်မလို့ဒီလိုအခင်းချင်းမျိုးကိုပရိုမိုးရှင်းဘက်ကဖန်တီးပေးမယ်လို့တော့ကျွန်တော်ကတော့မြင်နေဒါကတော့ဒီပွဲရဲ့စွမ်းဆောင်ရည်ပေါ်နဲ့ဒီပွဲရဲ့ရလဒ်ပိုင်းမှာမူတည်ပြီးတော့ပဲကျွန်တော်တို့စောင့်ကြည့်ရမယ်ဘာပဲဖြစ်ဖြစ်ပါတူတူအားပေးကြမယ် ရနီကရဲ့ point နီးလိုင်းလဲကျွန်တော်ကနေပြီးတော့မှပွဲချုပ်သုံးသက်ချက်တွေကိုထပ်ပြီးတော့မှစဉ်းစားမပြတ်တင်ဆက်ပေးဦးမယ်။လက်ရှိချိန်မှာတော့ Fighter ညောင်လုံးကအကောင်းဆုံးပုံစံနေနဲ့လေးချင်းပြင်ဆင်နေကြတယ်။ Fro ကလည်းသူလေးချင်းနေတဲ့ Tiger မွေထိုင်းချင်းမှာပဲအကောင်းဆုံးလေးချင်းငယ်နေလုံနေတယ်။ Kickboxing ပွဲတွေလည်းတေချာ Kickboxing လေးချင်းငယ်နေကိုတေချာလှုပ်ဆောင်နေတာမျိုးကိုတွေ့ရတယ်။ Anisa Masan ကလည်းအကောင်းဆုံး performance နဲ့ချန်ပီယံနိုင်အောင်ဆိုပြီးတော့မှတကယ်ကိုကောင်းတဲ့ training တွေလုပ်နေတယ်။ သူကရန်ကအကောင်းဆုံးစွမ်းဆောင်ရည်ချပြမယ်ဆိုပြီးပြောထားတယ်ဒါကြောင့်မလို့အကောင်းဆုံးသူကလည်းချိုးစားနေတာကိုကျွန်တော်တို့ကတွေ့ရတယ်ဖရိုနီကာကတော့ဒီပွဲမှာလည်းအကောင်းဆုံးစွမ်းဆောင်ရည်ချပြပြီးပရိသတ်ကိုလိုချင်တဲ့နိုင်ပွဲတစ်ပွဲရအောင်ယူပြမယ်ဆိုပြီးတော့မှချိုးစားနေတယ်ပါရင်ပြပြပါတကယ်ဗရိုနီကာနေနဲ့နိုင်မွေးရမယ်လို့ယုံကြည်တယ်ကျွန်တော်ပြိသက်တွေအားလုံးနဲ့တူတူအားပေးကြမယ်ဗရိုနီကာရဲ့ပွဲကတော့နိုဝင်ဘာလ10ရက်နေ့မှာကျင်းပမယ်1537ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်ဘာလို့ထူးခြားချက်တွေထွက်လာအောင်လဲဆိုတော့ကျွန်တော်တို့အားလုံးတူတူစောင့်ကြည့်ကြရအောင်ပါ ဒီနေ့ပြောပြခဲ့တာကတော့ဖရိုနီကာနဲ့ထိုးတက်ရမယ်အနေစာမဆိုင်ရဲ့ပွဲချင်းတပွဲလက်ရည်လီကဘလို့အနေထားရှိတယ်ဆိုတော့ကိုပရိသတ်တီတီအောင်ဝေးမြပေးတာကျွန်တော်ဘက်ကနေပြီးထူးခြားတဲ့သတင်းတွေဖရိုနီကာရဲ့ပွဲနဲ့သတင်းတွေရှင်းလဲထပ်ပြီးတင်ဆက်ပေးအောင်မယ်ဒီနေ့ပြောချင်တာကတော့ဒါပါပဲခင်ဗျာ ခရိုနီကာနဲ့အနေစာမဆန်တွေရဲ့ပွဲနဲ့ပတ်သက်ပြီးအနေစာမဆန်ထိုးသက်ခဲ့တဲ့ပွဲလေးကိုကျွန်တော်ကသုံးသပ်တင်ဆက်ပေးတာပါ။နောက်ဒီမှာလည်းကျွန်တော်မှာ Share Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC အစရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Final ရဲ့ထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marshall Lock အချိန်နဲ့တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မေတ္တာခံကြပါခင်ဗျာ။ပရိသတ်အောင်ထူးဝဲချီးကျူးတင်ရှိပါခင်ဗျာ။